မျိုးသမီးတယောက်ဂရရဲ့ခြေရင်ဖက်အိမ်တိုင်ကိုလက်ထောက်လျက်ရက်ကြည့်နေတယ်။မောင်နှမကိုကြောက်မယ်ဆို၍ဘာမှမပြောဘဲဖျားစာကိုသာတွင်တွင်ရွရွအလုံးမင်းမိလာပါရှင့်။ကျမရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဟုတ်တော့ရာဒီကာလမှာကုလူမော်နဲ့မောင်နှမတို့အိမ်ခွဲဆောက်ရန်လုံပန်းနေကြပါရဲ့။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်တိတ်ကောက်ဝဲ၍မရာဖြစ်နေပါရဲ့။ကုလူမော်မှာအပေါင်းတရားလည်းဆုံးလာတယ်။သူတို့ငယ်ချင်းများမှာရွာပေါင်းစုံ၊နေပေါင်းစုံမှာဖြစ်ပါရဲ့။ ကုလူမော်ရဲ့သူငယ်ချင်းတယောက်ကရွာတရွာမှာအိမ်အိုကြီးတလုံးရှိကြောင်းထိုအိမ်ကြီးမှလူမနေတော့ကြောင်းအင်ရှင်တွေကမြို့မှာနေကြ၍မေလိုဒီနဲ့ထိုအိမ်ကြီးကိုရောင်းချင်ကြောင်းပြောတယ်။မိမဖြစ်သူကိုပြောတော့ချက်ချင်းပင်သဘောတူ၍သူငယ်ချင်းကိုခေါ်ကားအိမ်ကိုဝယ်ယူလိုက်တယ်။အိမ်တိုင်းများက ပြင်ကတိုသားဖြစ်၍အလွန်ခိုင်ခံလာတယ်။အိမ်ဆောက်ပြီးတော့သုံးရအလွန်ပြောခဲ့ကြလေတယ်။သောတော်သူတို့မိသားစုရဲ့အပြော်လေးမှာကြာရှည်မခံနေလေနေခင်မှာတော့ဘာမှမဖြစ် ညအချိန်မှာတော့အိယာဝင်ပြီးအိမ်မော်ကြနေတဲ့အချိန်မှာကျွန်တော်ကိုစိန်မခင်ရတဲ့ကုလူမော်တယောက်လေးမဟုတ်မနင်းမလည်းကျွန်တော်ဆွေးခင်ရတဲ့ကံကောင်းတာကလေးတော့ဘာမှမဖြစ်ပေနောက်တညာစိန်မခင်ရတော့ကုလူမော်နိုးသွားတယ်မျိုးလုံးကြည့်တော့အသက်20အရွယ်ရှိမယ်လို့ထင်ရတဲ့အမျိုးသမီးတယောက်ကလေးရဲ့ခြေရင်ဖက်အိမ်တိုင်ကိုလက်ထောက်လျက်ရက်ကြည့်နေတယ် မနင်းပါကိုကြောက်မယ်ဆို၍ဘာမှမပြောဘဲဖះစာကိုတောင်းတွင်တွင်ယူ၍အိတ်လိုက်တယ်။ကြောက်ဆွေးယုံများမကညတကောင်ရလဲလေကားပေါ်တက်လိုက်ဆင်လိုက်အတန်များကိုလည်းကြားရတယ်။တညမှာကုလိုမော်ရဲ့လေးနှစ်အရွယ်တမင်လေးကအပေါ်သွားချင်တယ်လို့ပြောတဲ့ဖြင့်မနင်းမလိုက်ပို့ပြီးအိစာပေ၍တာမင်းရောအိမ်ထဲပြောင်းဝင်လာတော့ဟိုးမအေးဟိုးတိုင်မှာမိမကြီးတယောက်မင်းကိုရီပြနေတယ် အဲ့တော့ဘာလို့လဲမေးပီကလာပီကလာလာပြောတော့မနင်းမမှာချက်တီတစ်ဖြည်းဖြည်းထထသွားတယ်။ဘယ်မှလဲဘာမှမရှိပါဘူး။ကလေးကိုမငေါစဖုံငေါကကလေးကိုဆွခနေပွေချီပြီးအိမ်ပေါ်သို့အကြီးတက်ခဲ့တယ်။ကိုလူမော်ကိုအကျိုးအကြောင်းပြောပြတော့ကိုလူမော်လည်းအယံစိုးရင်သွားတယ်။သူတို့ကြီးကပဲအကြောင်းမဟုတ်။ကလေးရရှိသေးတာမို့မနင်းမမိဘအိမ်မှာအကျိုးအကြောင်းပြောပြီးမိသားစုလိုက်ပြောင်းခဲ့ကြတယ်။နောက်နေ့ရက်လောက်နေတော့ကိုလူမော်ရဲ့တငယ်ချင်းတယောက်ရောက်လာတယ်။ အကြောင်းဆုံးကိုရှင်းပြလိုက်တော့စိတ်မြန်လက်မြန်ရှိလာတဲ့ကုလူမောသူငယ်ချင်းကသူရွာသွားရအောင်လို့ဆို၍သူငယ်ချင်းတယောက်သူရွာကိုသွားခဲ့ကြတယ်။သူရွာကိုရောက်ပြီးကုလူမောရဲ့သူငယ်ချင်းရဲ့အတိအင်ကိုဝင်နေကျွအင်ကပြောပြဒီမှာအစာကမိသားစု9ယောက်ရှိကြောင်းသူအင်အိုကြီးရဲ့အငယ်ဆုံးမိန်းကလေးကကန်ဆာရောဂါဖြစ်တဲ့ဖြစ်စိတ်ထိခိုက်ကကိုကကိုအစုံစင်ရင်လိုက်ကြောင်းကျန်တဲ့မိသားစုများလည်းရွာမှာနေကြတော့ပဲမြို့ကိုအပြေးပြောင်းသွားကြကြောင်းပြောပြတယ်။ ကိုလူမော်တို့လည်းရွာတော့ပြန်လာကြပြီမကြမီရက်အတွင်းမှာပဲအင်ကိုဖြတ်ကဇရက်ဖြဲလူတန်ဖုံကြီးငါပါပင့်ကဆွန်းတွပြီးအမျိုးသမီးလေးအားအမြပေးဝင်လိုက်တယ်ဒါတို့ခေါ်တန်အစုံမှာအင်တဝန်လုံးအမွေရနဲ့များမှွေပြန့်ချိုင်းလိုက်လာဒီကိုကိုလူမော်တရေပြုံးမိတယ်ထို့ချိန်မှာအစာရွေးအကြောင်းလည်းမရှိတော့ထို့နောက်ကိုလူမော်လည်း အင်တိုင်းဝါကဲအစ်စ်များဝဲယူကမကြမီရက်တွင်မှာပဲအင်အစ်စ်ပြန်ဆောက်ခဲ့ပါရယ်။နောက်ဘဝတန်တရာအဆက်ဆက်တိုင်းထိုမင်းကလေးတန်တရာဝွကျွေမှာလုကင်းပါစေလို့ကိုလူမောဆုတောင်းပေးမိပါရယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ဖြစ်ရမန်ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရပြရလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်အောင်မှဖြစ်လို့အသေးသေးသော video တင်နိုင်တင်ရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းဆောင်လေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်။အဆအဆုံးနားဆင်ပေးကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါရရှင်။